ချီးရွှာပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ3ရက်နေ့ဇာတပတိနေ့တနေ့တာလက်နေရကမြောင်ရစန္တိယရကတောင်ရရံပေါ်ရရကအရှိတောင်ရတို့ဖြစ်ကြပါလေ။ဘုလားဆန်းရှင်တဲ့ကကနေဂတိနဲ့ခတ်ဖြစ်ပါလေ။ အင်းသာဂျူဂျူပြောင်းနေရတခုဖြစ်ပါလေကောင်းငင်ဂျူတွေကိုလေးလာသုံးသပ်မယ်ဆိုရင်ပြိတ္တာရာဒီမှာတနေ့လာဂျူနဲ့ဂျာသာပိဂျူတို့တီးရှိပြီးတော့ကရကတ်ရာဒီကိုအင်းသာဂျူပြောင်းရွှေ့တဲ့နေရဖြစ်တယ်ဒီနေ့အင်းသာဂျူပြောင်းနေပါပဲပြောင်းလဲတွေမြောင်များစွာဖြစ်လာနိုင်တယ်ထူးခြားတဲ့အနာကအပြောင်းလဲတွေရှိနေတယ် ကျုံပြောင်းတစ်ခုဖြစ်တယ်။ကံညာဒီမှာကဲကြုံတည်ရှိနေပြီးတော့မေယာဒီမှာစနေကြုံတနေ့ကတွင်ကြုံပုထုကြုံစောက်ကြကြုံနဲ့ရာဟုကြုံအဲကြုံတွေကတော့ပုပြီးတည်ရှိနေ။အဲထဲမှာမှပုထုကြုံနောက်ပြန်သွားတယ်။စောက်ကြကြုံနောက်ပြန်သွားတယ်။ဒီကောင်းမြတ်ကြုံနေတာတည်ရှိတယ်။ ဒီနေ့တမ်းမှာမိဒ္ဒယာတိဘွားတွေမှာထူးခြားတဲ့ကံဆုံးဖြတ်ခြင်းနဲ့ဘဝတွေ့တဲ့မှုတွေကြောင်းအပြောင်းလဲတွေရှိတာပဲကိုယ်ကံဖွင့်လာတယ်။မိဒ္ဒယာတိဘွားတွေမှာခီးကိစ္စအစဉ်ပြေပဲဒီမျိုးပဲချုပ်ပေးပဲရံဝင်းနဲ့ဆက်ဆက်လုပ်ကြမှုချုပ်ပေးပဲမေထုံယာတိဘွားတွေမှာရံထက်ခံနဲ့ထိတိုက်တွေ့ပဲပြီးပါအစဉ်ပြေကရကယာတိဘွားတွေတွေ့ရပိုင်ခွင့်ပြန်ရမယ်အခက်အခဲအစဉ်ပြေမယ်ရံပြန်စားလို့ကြော်ပြီးတွေ့တယ်ပဲတရားဒီဘွားတွေမှာ ချက်ချင်းဆုံးဖြတ်ပြီးရှင်းထုတ်လုပ်ခိုင်းခြင်းတို့ရဲ့ကောင်းသောကျိုးကိုရရှိမယ်။သူတစ်ပါးတည်းမတူတဲ့ရှုလောက်တရားတွေလုပ်ခိုင်းပြီးဘဝတဏ္ဍခတ်တဏ္ဍကိုချုပ်။ကံရာဒီဘဝတွေမှာရံတိုက်ခံနေရှိပြီးတော့ပဲပြီးမှဆင်းပြေမယ်။သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တောင်းနေမယ်။တွေ့ရာဒီဘဝတွေအတွက်အရာရာဆင်းပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကြီးမားကြောင်းမြင်ခြင်းတွေရှိ။ဒိဋ္ဌာယာဒီဘဝတွေမှာထူးခြားတဲ့ပြောင်းလဲတွေရှိမယ်။ ဘုလားပုံတရမတူတဲ့နိုင်ငံတွေကိုစတဲ့တော့ကိုပြင်းရှိနေပဲဓနုရာသီဘွားတွေမှာအလောက်ချံရွယ်ချက်မှမများအောင်မြင်ပဲအခက်ကားလုံးကိုချော်တော့တယ်ပဲဘဝတွတ်တဲ့ပဲတို့ရပြည့်စုံတယ်မကာရရာသီဘွားတွေမှာငွေချေးကံကောင်းခြင်းတပ်ပင်ခြင်းအလိုပြည့်စုံခြင်းဘဝတွတ်တဲ့ခြင်းတွေကိုချော်တယ်ကိုရာသီဘွားတွေမှာအပြိုင်ဆိုင်အလုံးကိုချော်ပြီးတွတ်တယ်ပဲစာရွက်စာတမ်းငွေချေးလက်ပြောင်းတဲ့တွေသတိထား မယာဒီဘွားတွေအတွက်အထူးကောင်းသောကံနဲ့တိုးတက်တဲ့ကံတွေပေါ်တယ်။ဆုံးဖြတ်ပြီးရရှိတိုးလုပ်ခဲ့ခြင်းတို့ရဲ့ထူးခြားတဲ့မြတ်သားကအောင်မြင်မှုအနေထားတွေကိုရရှိနေပဲ။တနေ့တာကာလအတော်တွေမှာအညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါစပေပန်းဖျားထူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။